မိမိတို့နိုင်ငံဟာစိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက်ဉာဏ်ရည်သူနေပညာကိုစိုက်ပျိုးရေးကဏ္ဍမှာကြကြပြပြန်အသုံးပြုနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရမယ်လို့နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကပြောပါတယ်။2025ခုနှစ်စက်တင်ဘာ25ရက်ကရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့လူငယ်နှင့်အနာဂတ်မြန်မာသိပ္ပံနည်းနည်းပညာခေါင်းစဉ်နဲ့သိပ္ပံပညာရေးဆိုင်ရာအလောင်းရုံဆွေးနွေးပွဲကိုတက်ရောက်အမှာစကားပြောစဉ်သူကအထက်ပါတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်မူကြီးမေးရောင်းလိုက်ဟာမိမိတို့နိုင်ငံမှာလည်းပညာရေးကဏ္ဍ၊ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊တည်ယူပို့ဆောင်ရေးကဏ္ဍများမှာဉာဏ်ရည်သူဤပညာအသုံးပြုနိုင်ရေးကြိုးပမ်းသွားရမှာဖြစ်တဲ့ကဲတို့မိမိတို့နိုင်ငံဟာစိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက်ဉာဏ်ရည်သူဤပညာကိုစိုက်ပျိုးရေးကဏ္ဍမှာကြေကြေပြန့်ပြန့်အသုံးပြုနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရမယ်လို့ပြောပါတယ်။ဉာဏ်ရည်သူဤပညာကိုအကျိုးရှိစွာအသုံးချရေးခိုင်မာသောဉာဏ်ရည်သူဤပညာကေယာစနစ်ကိုတည်ဆောက်နိုင်ရေးနဲ့အရေးသွေးပြေးပါတယ်။လူသားအရင်းအမြစ်တွေ မွေးထုတ်ပေးနိုင်ရေးဆောင်ရွက်သွားရမှာဖြစ်ကြောင်းညရင်သူနီးပညာဖွံ့ဖြိုးတိုးတက်မှုနဲ့အတုံးချမှုများမှာတစဉ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်ထိရောက်စွာဆောင်ရွက်သွားရမယ်လို့သူကပြောပါတယ်။နျူကလ িয়ার စွမ်းအင်ကဏ္ဍနဲ့ပတ်သက်ပြီးမိမိတို့မြန်မာနိုင်ငံမှာနျူကလ িয়ার နီးပညာဖွံ့ဖြိုးတိုးတက်ရေးနဲ့နျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုနိုင်ရေးဆောင်ရွက်ရမှာဖြစ်ကြောင်းနျူကလ িয়ার နဲ့တဲ့ရောင်ကြီးနီးပညာကို စွမ်းအင်ကဏ္ဍအပြင်ကျန်းမာရေး၊စိုက်ပျိုးရေး၊မွေးမြူရေး၊စက်မှုနဲ့တဘာဝပါဝင်ခြင်းထိန်းသိမ်းရေးကဏ္ဍများမှာ အသုံးချနိုင်တဲ့အတော့မိမိတို့နိုင်ငံရဲ့နျူကလ িয়ার အခြေခံအဆောက်အအုံတည်ထောင်နိုင်ရေးကျွမ်းကျင်သောလူသားအရေးအမြင့်များလိုအပ်မှာဖြစ်ကြောင်းဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်က ပြောပါတယ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာရုရှားနိုင်ငံကို2025ခုနှစ်စက်တင်ဘာ24ရက်ကရောက်ရှိနေကြောင်းအဲ့ဒီခရီးစဉ်ဟာဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့၄ချိန်မြောင်းဖြစ်ပါတယ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာပထမဆုံးအကြိမ်အနေနဲ့2022ခုနှစ်စက်တင်ဘာလကရုရှားနိုင်ငံမှာကျင်းပါတယ်ခုနှစ်ချိန်မြောက်အရှိဖျားစီးပွားရေးဖိုရမ်တို့ တက်ရောက်ပြီးစက်တင်ဘာ9ရက်မှာရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အဲဒီနောက်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာဒုတိယအကြိမ်အနေနဲ့2025ခုနှစ်မတ်လ4ရက်ကရုရှားနိုင်ငံမော်စကိုမြို့မှာရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အလားတူတတိယအကြိမ်အနေနဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာ2025ခုနှစ်မေလကရုရှားနိုင်ငံမှာသမ္မတပူတင်နဲ့တွေ့ဆုံခဲ့ပါတယ်။